။ပါမန်ကြည့်မယ်ဆိုရင်တော့ကျသစ်တကောင်ကမြောက်တွေကိုဝင်ပြီးတိုက်ခိုက်တဲ့အတွက်မြောက်တွေကပြန်ပြီးတိုက်ခိုက်တာကြောင့်ကျသစ်ထွက်ပြေးသွားတာကိုပဲမြင်မှာဖြစ်ပါတယ်။တကယ်တမ်းကျတော့အဲ့ဒီဗီဒီယိုဖိုင်က စီလုံးချင်းအင်အားရဲ့ကောင်းကျိုးကိုပြနေတာဖြစ်ပါတယ်။လောကမှာအင်အားကြီးတဲ့သူနဲ့အင်အားနည်းတဲ့သူရှင်ပြိုင်တိုက်ခိုက်တဲ့အခါမှာအင်အားနည်းတဲ့သူရှုံးရတာဓမ္မတာပဲဖြစ်ပါတယ်။ဘလောက်ပဲခွန်အားဗလကြီးမားတဲ့သူပဲဖြစ်နေပါစေ စီလုံးပြီးညီညွတ်နေတဲ့အဖွဲ့အစည်းနဲ့ရှင်ပြိုင်တိုက်ခိုက်မယ်ဆိုရင်ခွန်အားဗလကြီးမားတဲ့သူလဲရှုံးရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဦးစင်းတို့ဗုဒ္ဓဘာသာဝင်တွေကိုပြောကြင်တာကအခြားကိစ္စတွေမှာဘလောက်ပဲအမြင်မတူဖြစ်ပြီးဝိဝါဒတွေ꿰ပြနေပါစေဘာသာရေးမှာတော့စီလုံးညီညွတ်မှုတွေရှိကြပါလို့ပြောကြင်ပါတယ်ဘာသာရေးမှာစီလုံးညီညွတ်မှုတွေရှိမယ်ဆိုရင်ဘယ်ဘာသာဝင်ကမှဒါရောက်ပြီးတိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးเนาะအဲ့ဒါလေးပြောကြင်ပါတယ် အရှင်ဖရမတိလို့ပါဖရအရေးသုံးပါးနားမလည်ရဲ့အကျဉ်းကိုပြောပြပေးပါဖရတဲ့အရေးသုံးပါးဆိုတာတက်မုခစာယာညနေရိတ်အချိန်လူတွေနဲ့ပေါင်းသိဆက်ဆံတဲ့အခါမှာလူတွေရဲ့မျက်နှာအရေးအချိန်ကိုသိခြင်းနှစ်ဝဆနစာယာစကားရိတ်အချိန်လူတွေနဲ့စကားပြောဆိုဆက်ဆံတဲ့အခါမှာတစ်ဖက်လူကမိမိကိုအကောင်းပြောတဲ့စကားလား ဖြေငော့ပြီးပြောတဲ့စကားလားဆိုတာကိုသိနိုင်တဲ့အရေးအခြေ၃ကာလစာယာအချိန်ကာလအရေးအခြေစီးပွားရေးလူမှုရေးကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာမိမိအတွက်အကျိုးရှိမရှိတစ်ဖက်လူအတွက်လည်းအကျိုးရှိမရှိမိမိအတွက်လည်းအန္တရာယ်ဖြစ်နိုင်မဖြစ်နိုင်သိနိုင်တဲ့အရေးအခြေအဲ့ဒီ၃ပါးကိုပဲအရေး၃ပါးလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ထို့အရေး၃ပါးနားမလည်တဲ့သူကိုပဲအရေး၃ပါးနားမလည်တဲ့လူလို့ ပြောဆိုနေကြခြင်းဖြစ်ပါတယ်။တရဏဂုံပြကြောင်းအကြောင်းတရားနှစ်ပါးကို ရှင်းပြပေးပါဖရာတဲ့။တရဏဂုံပြကြောင်းအကြောင်းတရားနှစ်ပါးက၁တာဝဇဗေဒဖရာတရားတန်ခါယရဏသုံးပါးမှလွဲ၍မကိုးကွယ်သင့်မကိုးကွယ်ထိုက်တဲ့အရာတွေကိုရှေခိုးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြခြင်း။၂အနာဝဇဒုက္ခဝိပါကဗေဒ ေလွန်သောကြောင့်အပြည့်မရှိသောတရဏဂုံပြည့်ချင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတရဏဂုံပြည့်ချောင်းအကြောင်းတရားနှစ်ပါးပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲတရဏဂုံမပြတ်နိုင်တဲ့အကြောင်းတရားသုံးပါးကိုလည်းပြောပြပါမယ်။၁။ဖွေမျိုးဖြစ်တဲ့တိဋ္ဌိတို့အားရှိခိုးခြင်း။၂။မင်းတို့အားကြောက်လို့ရှိခိုးခြင်း။၃။ပညာသင်ပေးသောတိဋ္ဌိတို့အားကျေးဇူးရှိသောကြောင့်ရှိခိုးခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုရှိခိုးခြင်းအကြောင်းသုံးပါးကတော့ တရဏဂုံမပြတ်နိုင်ပါဘူးဒါကိုလည်းမှတ်ထားဖို့လိုအပ်ပါတယ်နော်အခုအရှင်ဖျားဖော်ပြထားသည့်အပြည့်စည်လှဲခြင်းရဲ့အကျိုးများဆိုတာဗုဒ္ဓဖျားဟောကြားထားခြင်းမရှိပဲမိသူကသတ်မှတ်ရေးသားထားသည့်ကိုသိလိုပါသည်တဲ့အပြည့်စည်လှဲခြင်းကောင်းကျိုးဆိုတာကဖျားဟောပါနော်မြတ်စွာဘုရားလက်ထက်တုန်းကတကိန်တမစ္ဆမထေဆိုတာရှိပါတယ်အဲ့ဒီတကိန်တမစ္ဆမထေလောင်းလျာဟာဝိပဿနာမြတ်စွာဘုရားလက်ထက်တုန်းက ။တခွက် body bin ကိုကြင်ညိုတဲ့စိတ်နဲ့ body bin ရဲ့အောက်မှာတပြက်စီးလှဲခဲ့ပါတယ်။အဲ့ဒီလိုတပြက်စီးလှဲခဲ့တဲ့ကောင်းမှုကြောင့်တပြက်စီးလှဲခြင်းအကောင်းကျိုးတွေကိုရရှိပြီးဦးဇင်းတို့ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာတကိန်တမိစမထေဆိုတဲ့အမည်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါတယ်။ဒါဟာဓမ္မပဒမှာ လာပါတယ်။ဒါကြောင့်တပည့်စီလှဲခြင်း ကောင်းကျိုးဆိုတာကဖရာဟောပါနော်ဖရာသားတော်ယဟန်များကိုယ်တိုင်ကဖရာမဟောကြားသည်များကို ဟောကြားနေပါက အာဓမတရားဟောကြားနေခြင်းဟုယူဆမိပါသည်မြန်မာနိုင်ငံရှိယဟန်တန်ကအများစုသည်ဖျားဟောပါဠိထက်အထာကထာတိကအာသရိယအစုံမိတ်များကိုယုံကြည်လက်ခံ ဟောကြားနေရသည့်အကြောင်းကိုတေချာရှင်းပြသင့်ပါသည်တဲ့အရင်ဆုံးအထာကထာဆိုတာပါလဲတိကဆိုတာပါလဲဆိုတာကိုသိဖို့လိုပါတယ်အထာကထာဆိုတာကဖျားဟောပါဠိတော်တွေကိုအနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့ကျမ်းပါတိကဆိုတာက အထကထာကိုထပ်ပြီးတော့အနတ်အဓိပ္ပာယ်ဖွင့်ဆိုတဲ့ကျမ်းဖြစ်ပါတယ်။မြတ်စွာဘုရားကတရားတော်တွေကိုပါဠိဘာသာနဲ့ဟောခဲ့တာဖြစ်တဲ့အတွက်ကြောင့်အထကထာတီကာတို့ရဲ့ဖွင့်ပြချက်မပါဘဲနဲ့ဘုရားဟောပါဠိတော်တွေကို သိနိုင်ဖို့ခဲယဉ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရှိယဟန်တန်ကအများစုဟာတရားဟောတဲ့အခါမှာအထကထာတီကာတွေကိုမဖြစ်မနေကိုးကားပြီးတော့ဟောရပါတယ်။နောက်ပြီးအာသရိယဝါဒအာသရိယဝါဒဒီလည်း မှားတာရှိတယ်လို့မှန်တာလည်းရှိမယ်။မှားလားမှန်လားဆိုတာကိုသိရအောင်ဖရာဟောတရားတော်တွေနဲ့တိုက်ကြည့်ပါ။တိုက်ကြည့်လိုက်လို့မှန်ပြီဆိုရင်လက်ခံရမှာဖြစ်ပါတယ်။မှန်မှန်ဘူးဆိုရင်တော့ပယ်ထုတ်ရမှာဖြစ်ပါတယ်။မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲနောက်နောက်ပေါ်လာတဲ့ဝါဒတွေကိုငါဖရာဟောကြားထားတဲ့တရားတော်တွေနဲ့တိုက်ကြည့်ပါ။တိုက်ကြည့်လို့မှန်ကန်မှုမရှိဘူးဆိုရင်ပယ်ဆွန့်ရမှာဖြစ်ပြီးမှန်ကန်မှုရှိတယ်ဆိုရင်တော့လက်ခံကျင့်သုံးပါလို့မဟာပရိသတ်တို့မှဟောကြားခဲ့ပါတယ်။ ဒါကြောင့်အာသရိယဝါဒဒီလည်းပဲမှန်တယ်ဆိုရင်လက်ခံကျင့်သုံးပြီးတော့ဟောပြောပြသပေးရမှာဖြစ်ပါတယ်နော်အရှင်ဖရာတပည့်တော်ကပထမ်းရွတ်တာတရားစာပေ လေ့လာတာတွေလုပ်ပါတယ်ဖရာအဲ့ဒါကိုတပည့်တော်ရဲ့အဘိုးကမင်းအရွယ်ကဒါတွေလုပ်ရမှာမဟုတ်ဘူးဆိုပြီးပြောပါတယ်ဖရာတဲ့ပင်ရခက်ကစတုရင်ကဗလာအမကြီးရဲ့လောကနေတိကျမ်းကိုတချို့ဒကာကြီးတွေဒကာမကြီးတွေသင်ဘူးဖတ်ဖူးကြလိမ့်မယ်နော် အဲ့ဒီလောကနိတိကြံထဲမှာ ပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်မှာတရားရှာဆိုတာပါပါတယ်အဲ့ဒါကို သင်ရဖက်ရတဲ့ဒကာကြီးဒကာမကြီးတချို့ကလူငယ်တွေငယ်ငယ်ရွယ်ရွယ်နဲ့ဘာသာရေးလုပ်ပြီဆိုရင်နင်တို့အရွယ်နဲ့ဘာသာရေးလုပ်ရမှာမဟုတ်ဘူးစီးပွားရှာရမယ့်အရွယ်ပညာရှာရမယ့်အရွယ်ဆိုပြီးပြောကြပါတယ်သူတို့ကလောကနိတိရဲ့အဆိုကိုအမှန်ဟုထင်နေပုံရပါတယ်နော်လောကနိတိကျမ်းဟာ ဖရာဟောတွေပါတာမှန်ပေမဲ့အားလုံးကဖရာဟောမဟုတ်ဘူးတချို့အရာတွေကစတို့ထင်ကဗလအမတ်ကြီးရဲ့အာဘော်တွေဖြစ်တယ်နော်အဲ့ဒါကိုလည်းသိထားဖို့လိုတယ်ဦးဇင်းတို့မြတ်စွာဘုရားကတော့ငရွေစဉ်ကာလမှာပဲတရားရှာခိုင်းပါတယ်ဘာကြောင့်လဲဆိုရင်ငရွေစဉ်အချိန်ကာလဟာအသိဉာဏ်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်လို့ပဲဖြစ်ပါတယ်အဲ့ဒီလိုငရွေစဉ်အသိဉာဏ်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်မှာ တရားရှာမယ်ဘာသာရေးလေ့လာလိုက်စားမယ်ဆိုရင်တရားရတာလွယ်ပါတယ်နော်တတိယအရွယ်ဖြစ်တဲ့ဥမဲမစွန်ဖြစ်တဲ့အချိန်ကျမှတရားရှာမယ်ဆိုရင်အသိဉာဏ်ဖွံ့ဖြိုးမှုတွေမှတ်ဉာဏ်ဖွံ့ဖြိုးမှုတွေအားနည်းသွားပြီးဖြစ်တဲ့အတွက်တရားရနိုင်ဖို့ခက်ရင်ပါတယ်ဒါကြောင့်ငငယ်ရွယ်ရွယ်နဲ့တရားရှာဖို့လိုပါတယ်နော်အဲ့ဒါကိုနားမလည်ကြတဲ့လူကြီးတချို့ကလူငယ်တွေဘာသာရေးလုပ်ပြီးဆိုရင်ဘာသာရေးလုပ်တာကပဲ ငငယ်ရွယ်ရွယ်နဲ့မလိုကောင်းတဲ့ပုံစံမျိုးပြောနေကြတာတွေဟာမှားပါတယ်နော်။ဒါကြောင့်လူငယ်တွေကိုပြောကျင်တာကငယ်ရွယ်စဉ်မှာပညာလဲရှာပါဥစ္စာလဲရှာပါ။ပညာနဲ့ဥစ္စာရှာရင်းနဲ့တရားပါရှာပါနော်။တတိယအရွယ်အထိစောင့်မနေပါနဲ့။ဘာကြောင့်လဲဆိုရင်သိချင်းတရားဟာဘယ်အချိန်ရောက်လာမှမသိလို့ပဲဖြစ်ပါတယ်။နားလဲပါစေနော်။အရှင်ဖေယယဟန်းဝိယင်မိမခွင့်ပြုမှရတာလား။ မိဘခွင့်ပြုရင်ဝတ်လို့ရပါသလားဖေယားဖြေပေးတော်မူပါဖေယားတဲ့ဝီနီးမှာတော့အမိအဖတို့ခွင့်ပြုတဲ့သူကိုမှရှင်ရဟန်းပြုပေးရမယ်လို့ဆိုထားတဲ့အတော့အမိအဖတို့ရဲ့ခွင့်ပြုချက်ပါရင်ရပါပြီဇနီးမယားရဲ့ခွင့်ပြုချက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဝတ်လို့ရပါတယ်သို့တော်လည်းပဲအထာကထာမှာကတော့မိဘတို့ကခွင့်ပြုတယ်ဆိုရင်တောင်မှဇနီးမယားကိုလည်းခွင့်ပြုချက်တောင်းတဲ့လို့ဆိုထားပါတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် အမိဖတွေကခွင့်ပြုတော်လဲပဲမနီမယားထံလဲခွင့်ပြုချက်တောင်းပြီးမှဝတ်တာဟာတင့်တော်ပါတယ်နော်မတိလို့ပါအရှင်ဖရာမြတ်စွာဘုရားရှင်က မိန့်တော်မူတယ်ငါဤသာသနာကိုငါရဲ့သားတော်တွေသာပဲဖြည့်ဆည်းလိုက်မယ်ဆိုတာမှန်ပါသလားဖရာတပည့်တော်ကိုဖြေချပေးတော်မူပါဖရာတဲ့လုံးဝမဟုတ်ပါဘူးနော်တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတပည့်သားများဖြစ်ကြတဲ့ ဟန်တန်ခတော်စီကပြန်ပြီးဖြည့်ဆည်းလိုက်မယ်ဆိုပြီးပြောဆိုနေကြပါတယ်။တေတီချာချာမလိလာဘဲနဲ့ပြောဆိုနေကြတာပါနော်။အဲ့ဒီလိုလုံးဝမဟုတ်ပါဘူး။မြတ်စွာဘုရားကဒင်ခုတ်တို့ပါဠိတော်သရုကနိပတ်သောမနာတုံမှာဤသာသနာတော်ကိုစီရင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီး ဤပြိသက်၄ပါးတို့ကပဲလုံဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ်။ထို့အတူပဲဧသာသနာတော်ကိုပျက်စီးအောင်ဖြစ်စည်းမဲ့ပုဂ္ဂိုလ်များဟာလည်းပဲဗိက္ခုဆိုတဲ့အမျိုးသားယဟန်ဗိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိသက်၄ပါးတို့ကပဲဖြစ်စည်းလိမ့်မယ်လို့တဒ္ဓမ္မပတိရူပကတုံမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင်ဖြစ်စည်းမဲ့ပုဂ္ဂိုလ်များသည် ဟန်တမျိုးတည်းမဟုတ်ပဲပြိဿလေးပါးဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။